မင်္ဂလာပါရှင်11ရက်တန်ရဲ့ match လ9ရက်နေ့မနက်ခင်းသတင်းတိုင်းထုတ်မှုစီစဉ်စတင်မှာတော့မယ်ဒီကနေ့မှာတက်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ရုရှားမြန်မာစီးပွားရေးဖိုရမ်ကိုမော်စကိုမြို့တွင်ကျင်းပခဲ့ပြီးမြန်မာနိုင်ငံမှာရုံချီစိတ်ချစွာလာရောက်ရှင်းနေမြို့နေရန်ရုရှားစီးပွားရေးလုပ်ငန်းရှင်များကို NASA ကဥက္ကဋ္ဌဖိတ်ခေါ်တဲ့သတင်းရှမ်းပြည်နယ်မှာကရင်ပြည်နယ်တို့တည်ဆောင်တဲ့ကျပ်25.58ဘီလီယံတန်မှုရှိ ice mid effort တမင်း900ကီလိုနဲ့ဘင်းဖြူဘလောက်တုံး480စိအလေးချိန်168ကီလိုအားဘကိုးနေရန်ကုန်တိုင်းတို့တွင်ဖန်စီရမိရဲ့တင်မက်စလာပထမဆယ်ရက်ပတ်တွင်နေပြည်တော်ပါဝင်တတိသာကြီး6ခုနှင့်ပြည်နယ်2ခုမှအပူချိန်40ဒီဂရီစင်တီဂရိတ်ထိမြင့်တက်လာနိုင်တဲ့တွင်အမေရိကန်ပြည်ထောင်စုဟာအာရှပစိဖိတ်ဒေသကိုစွန့်လွတ်လိုက်မှာမဟုတ်ဘူးလို့တရုတ်တိုင်ပင်ကာကွယ်ရေးဝန်ကြီးပြောကြားတဲ့တွင် ်မိန်ဒူအားစာချုပ်သစ်ချုပ်ဆိုရန်မန်ယူဆွေးနွေးရတဲ့အစားရှိတဲ့များကိုတင်ဆက်ပြီးတော့မှာပါ။ဥဆုံးတဲ့တပုံအနေနဲ့ရုရှားမြန်မာစီးပွားရေးဖိုရမ်ကိုမော်စကိုမြို့တွင်ကျင်းပခဲ့ပြီးမြန်မာနိုင်ငံတွင်ယုံကြည်စိတ်ချစွာလာရောက်ရင်းနှီးမြှုပ်နှံရန်ရုရှားစီးပွားရေးလုပ်ငန်းရှင်များကိုနာဆာကဥက္ကဋ္ဌဖိတ်ခေါ်တဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ရုရှားမြန်မာစီးပွားရေးဖိုရမ်ကိုမတ်လ9ရက်ကမော်စကိုမြို့ Radisson Collision Hotel မှာရှိတဲ့ Business Hall မှာကျင်းပခဲ့ပါသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံတန်ယုံပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI နှင့်မြန်မာ Airways International နှင့် MAI Ross Concrete Foundation Fan RC Investment Russia Asian Business Council နဲ့ Russia မြန်မာ Business Council တို့ပူးပေါင်းပြီးဒီဖိုရမ်ကိုကျင်းပတာဖြစ်ပြီး Forum မှာ NASA ကဥက္ကဋ္ဌကပြည့်စွက်အမှာစကားပြောကြားခဲ့ပါတယ်။၎င်းက ။နံပါတ်၁အချက်ကတော့ရုရှားနိုင်ငံနဲ့မြန်မာနိုင်ငံဟာယုံကြည်စိတ်ချရတဲ့ရင်းနှီးတဲ့မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်။ရုရှားနိုင်ငံကကမ္ဘာမြောက်ချမ်းမှာအရှိနဲ့အနောက်ကိုရှေ့လျားစွာအရှိကဆိုရင်လည်းအာရှဒေသကနေအနောက်ဘက်ဥရောပဒေသအထိကျယ်ပြန့်စွာရှိနေတဲ့မဟာအင်အားကြီးနိုင်ငံတစ်ခုဖြစ်ပါတယ်။ပထဝီအနေအထားကလည်းအရေးပါတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့နိုင်ငံတကာကနေစိတ်ဝင်စားမှုရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ဘလောက်ပဲရုရှားနိုင်ငံရဲ့ဖြစ်တွန်းအောင်မြင်မှုတွေကိုတိုက်ခိုက်နေပါစေရုရှားနိုင်ငံရဲ့ကြွယ်ဝချမ်းသာမှုနဲ့နည်းပညာတွေကိုတော့ ဘလို့မှတို့နှိမ်နေလို့ရမှာမဟုတ်ပါဘူး။ဒါကြောင့်ခမရတို့ရဲ့ကြွေးဝါမှုနဲ့နည်းပညာတွေကိုကျွန်တော်အာရှဒေတာမှလာရောက်ဖြန့်ကျက်ပြီးဆောင်ရွက်စေလိုတယ်။ဒီအခွင့်အရေးကိုမြန်မာနိုင်ငံကခမရတို့ကိုကျွန်တော်ပေးချင်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာယုံကြည်စိတ်ချစွာနဲ့လာရောက်ရင်းနှီးမြှုပ်နှံမှုကျွန်တော်ဖိတ်ခေါ်ပါတယ်။ရှင်ဤမြုံနယ်ဘို့မလုတ်ခင်မှာမြန်မာနိုင်ငံအခြေအနေကိုလာကြည့်ပါဒီမှာလာတဲ့မြန်မာနိုင်ငံကပါလာတဲ့အဖွဲ့တွေဟာမြန်မာနိုင်ငံကိုကိုးစားပြုပြီးလာတဲ့သူတွေဖြစ်ပါတယ် မြန်မာနိုင်ငံကိုခမရုလာမယ်ဆိုရင်မြန်မာနိုင်ငံသားတွေရဲ့ပကတိအခြေအနေကိုလည်းဒီထက်ပိုပြီးသိရှိမှာဖြစ်ပါတယ်လို့ပြောပါရယ်။ဒါအပြင်စီးပွားရေးလုပ်တယ်ဆိုတာဟာဈေးကွက်ကိုစဉ်းစားရပြီးမြန်မာနိုင်ငံကလူဦးရေ50တသန်းပင်ရှိကြောင်းဒါပေမဲ့မြန်မာနိုင်ငံပတ်ပတ်လည်မှာရှိတဲ့နိုင်ငံတွေရဲ့လူဦးရေဟာ1ဘီလီယံကျော်3ဘီလီယံနီးပါးရှိကြောင်း အာဆီယံ၁၀နိုင်ငံအပြင်အင်အားကြီးနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံနဲ့လူဦးရေများပြားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကမြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့နိုင်ငံတွေဖြစ်ကြောင်းအဆိုပါနိုင်ငံတွေကိုရုရှားထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီးမြေတို့ဈေးကွက်ရှာမယ်ဆိုတာကိုစဉ်းစားမယ်ဆိုပါကပုံမှန်ကောင်းမွန်မှာဖြစ်ကြောင်းမြန်မာနိုင်ငံမှာရှိတဲ့သဘာဝထုတ်ကုန်ပစ္စည်းတွေကိုအခြေခံပြီးထုတ်လုပ်တဲ့တမိုးမြင့်ပစ္စည်းတွေထုတ်လုပ်ခြင်းလုပ်ငန်း ရုရှားနိုင်ငံကနေတိုက်ရိုက်လာပြီး investment လုပ်ပြီးမှရုရှားနည်းပညာနဲ့ပစ္စည်းတွေကိုထုတ်လုပ်ပြီးမှသွားတဲ့လုပ်ငန်းအဲ့နှစ်ခုစလုံးကိုမြန်မာနိုင်ငံမှာလာလုပ်မယ်ဆိုပါကမုတ်ချအကျိုးရှိလိမ့်မှာဖြစ်ကြောင်း NASA ကဥက္ကဋ္ဌကပြောပါရယ်၎င်းကမင်းကလည်းအဆွေတော်တို့တမရကြီးနဲ့ကျွန်တော်တွေ့တယ်မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်နဲ့ပတ်သက်ပြီးတော်တော်များများဆွေးနွေးသဘောတူညီချက်ရယူခဲ့တာရှိပါတယ် လက်ရှိကြုံတွေ့နေရတဲ့တချို့သောအခက်အခဲတွေကိုခမားတို့ကောင်းထဲမှာသိမ့်မထဲပါနဲ့ဒါတည်င်ကသာဖြစ်ပါတယ်ကျွန်တော်တို့တွေပူးပေါင်းဆောင်ရွက်ခြင်းအဖြစ်ဒီအခက်အခဲတွေကိုအလုံးကြုံလာနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အရေးကြီးတာကတော့လှုပ်ချင်တယ်ဆိုတဲ့လုံမယ်ဆိုတဲ့တန်နိထန်စိတ်ပဲဖြစ်ပါတယ်ဒီအတွက်ကြောင့်မိတ်ဆွေရန်ရှားနိုင်ငံသူနိုင်ငံသားတွေနဲ့လုပ်ငန်းရှင်အလုံးကိုကြိုဆိုပါကြောင်းကျွန်တော်ပြောလိုပါတယ်လိုအပ်လို့ရှိရင်လည်းမြန်မာနိုင်ငံမှာကျွန်တော်ကိုယ်တိုင်ခမရုနဲ့ထပ်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်လို့ပြောပါရစေ အဆိုပါမြန်မာရုရှားစီးပွားရေးဖိုရမ်ခန္ဓာကိုမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံသားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာကန်စောရုရှားဖက်ဒရေးရှင်းနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်မှုလုပ်ငန်းရှင်များအထင်ကျုပ် UMSCCN ဥက္ကဋ္ဌဦးဝေးဝင်းနှင့်အဖွဲ့ဝင်တွေရုရှားဖက်ဒရေးရှင်းနိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တွေဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေတက်ရောက်ခဲ့ပါတယ် ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွှေပြည်နယ်မှာကင်းပြည်နယ်တို့တည်ဆောင်တဲ့ကျပ်25ဒရမ58ဘီလီယံတန်ဖိုးရှိ iceberg effect တမင်900ကီလိုနဲ့ဘေးပြူဘလောက်တုံး480အလေးချိန်168ကီလိုအားပဲခူးနဲ့ရန်ကုန်တိုင်းတို့တွင်ဖန်စီရမည့်တဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ ရှမ်းပြည်နယ်ကနေကရင်ပြည်နယ်ကိုတည်ဆောင်နေချက်25.5ရှစ်ဘီလီယံတန်ဖိုးရှိတဲ့ Ice but Amphetamine 900ကီလိုနဲ့ဘင်းဖြူဘလောက်တော480တုံးအလေးချိန်168ကီလိုကိုပဲခူးနဲ့ရန်ကုန်တိုင်းတို့မှာဖမ်းဆီးရမိကြောင်းမွေးရဲဆေးဝါးတားဆီးနေရေးတစ်ဖက်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ် ထုတ်ပြန်ချက်အရတောင်ဝင်းမြို့မှရဲစခန်းကမူရစ်တရခန့်ပြေစုံမြတ်ထုံဟာရှမ်းပြည်နယ်ကနေရန်ကုန်ကိုမူရစ်စေဝါရဲတည်ဆောင်သွားကြောင်းတင်ရတဲ့အတွက်ပူးပေါင်းအဖွဲ့ဟာပိတ်ဆို့ရှောင်ဖွေစစ်ဆေးမှုတွေဆောင်ရွက်စဉ်ဖေဖော်ဝါရီ16ရက်မနက်တနားရီအချိန်ပဲခူးပြုတ်နယ်ဘောနက်ကြီးကျေးရွာအနီးရန်ကုန်မန္တလေးအမြင်လန်းမိုင်တိုင်အမှတ်39မှာတရင်ရရှိထားတဲ့ effort ရင်းနဲ့အတူနှင်းမျိုးထက်ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီး၎င်းရဲ့ဖော်ထုတ်ချက်အရအရင်တွင်မိုးလဲ2နာရီခွဲအချိန်ရန်ကုန်မန္တလေးအမြင်လန်းမိုင်တိုင်အမှတ် 39မြင်းဆောင်၄အနီးမှာရှိတဲ့ရင်ရက်နာဝင်းမှာရက်တန့်ထားတဲ့ FS မော်တော်ယာဉ်ပေါ်ကနေ Ice Mass Effect တမင်း440ကီလိုသိမ်းဆည်းရမိခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရရှမ်းပြည်နယ်တောင်ပိုင်းဝမ်ဟိုင်းကနေရန်ကုန်မြို့ကို ICE Mass Amphetamine 900ကီလိုကိုငွေကျပ်သိန်း1050နဲ့တာဝန်ခံတင်ဆောင်ခဲ့သူဇော်မြတ်ထွန်းကျော်သူရဆိုကျော်သူဝင်းနဲ့ဆိုင်းအောင်သူရဒင်တို့ကိုမင်္ဂလာရုံမြို့နယ်မှာ Wish Motor ရင်တစည်းနဲ့အတူဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၎င်းတို့ရဲ့ဖော်ထုတ်ချက်အရရန်ကုန်ကနေမြောက်ရီကိုပို့ဆောင်မဲ့ ICE 260ကီလိုနဲ့ဘိန်းမြူဘလောက်တုံး168ကီလိုကိုလက်ခံထားရှိသူ အောင်စော်ဝင်းကိုမရမ်းကုန်းမြို့နယ်ဘရင်တော်ကုံစီကောင်းဝင်းမှာဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။မိထီလာကနေအမြန်လန်း39မိုင်ကိုမူရင့်စေဝါတည်ဆောင်ခဲ့သူတူရိန်ထုံးခေါ်သူရထုံးကိုကမာရွမြွနယ်မှာရှိတဲ့ဟိုတယ်မှာ၎င်း မူရစ်စေဝရဲတည်ဆောင်ရမှာပူပေါင်းပောင်းဝင်သူတွေဖြစ်တဲ့ထနိုင်ခေါ်ကိုကိုဝင်းသူကိုရက်ဆောင်မြို့မှာ၎င်းရဲမြင့်သိန်းကိုအောင်ပန်းမြို့နယ်မှာ၎င်းအမြလန်း39မိုင်ကနေရန်ကုန်မြို့အမှတ်9လမ်းမကြီးကိုမူရစ်စေဝရဲတည်ဆောင်ပေးသူကိုကိုဝင်းကိုရေတာရှင်မြို့နယ်မှာ Toyota Crown Motor ရင်တစည်းနဲ့၎င်းရန်ကုန်ကနေမြရီကိုမူရစ်စေဝရဲပို့ဆောင်သူရင်ပိုက်ဦးခေါ်ရှမ်းပိုင်ခေါ်လွှမ်းပိုင်ကိုပသိမ်မြို့နယ်မှာ၎င်းအသီးသီးဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အဲ့နောက်မူရစ်စေဝရဲတည်ဆောင်ခဲ့တဲ့ Grand Tiger Double Cab ရင်ကို မိထီလာမြို့နယ်အိုက်ကျေးရွာမှာ၎င်း Toyota Hilux F Model ရင်ကိုမယန်းကုန်းမြို့နယ်မှာ၎င်းသိမ်းဆည်းရမိခဲ့တဲ့အတွက်စုစုပေါင်းငွေကျပ်25တသမ58ဘီလီယံတန်ဖိုးရှိတဲ့ Ice Mass Amphetamine ကီလို900နဲ့ဘိန်းဖြူဘလောက်တုံး400အလေးချိန်168ကီလိုသိမ်းဆည်းရမိခဲ့ကြောင်းစစ်ဆေးဖော်ထုတ်ချက်တွေအရသိမ်းဆည်းရမိတဲ့မူရစ်ဆေးဝါးတွေကိုရှမ်းပြည်နယ်ကနေကရင်ပြည်နယ်ကိုတယ်ဆောင်ရောင်းဝယ်တာဖြစ်တယ်လို့သိရပါဗျာ။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးဖန်ဆီးရမည့်သူတွေကိုမူရင့်စေဝါနဲ့စိတ်ကိုပြောင်းလဲစေသော စေဝါများဆိုင်ရာဥပဒေအရအရေးယူထားရှိပြီးမူရင့်စေဝါတည်ဆောင်ရောင်းဝယ်ရာကနေရရှိတဲ့ငွေကြေးအကျိုးအမြတ်တွေပိုင်ဆိုင်မှုတွေကိုပြည်သူ့ဗန္နာအဖြစ်သိသိနိုင်ရဲ့အတွက်ငွေကြေးခွာချမှုတက်ဖြည့်ဥပဒေနဲ့အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းမူရင့်စေဝါတားဆီးနေနေရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါပါတယ်ဆလဘီမလပထမဆယ်ရက်ဘက်တွင်နေပြီးတော့ပါဝင် တတိယကြီး6ခုနဲ့ပြည်နယ်2ခုမှာအပူချိန်40ဒီဂရီစင်တီဂရိတ်အထိမြင့်တက်လာနိုင်တဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။မတ်လပထမဆယ်ရက်ပတ်အတွင်းနေပြည်တော်ပါဝင်တတိယကြီး6ခုနဲ့ပြည်နယ်2ခုမှာအပူချိန်40ဒီဂရီစင်တီဂရိတ်အထိမြင့်တက်လာနိုင်တယ်လို့နိုင်ငံတကာမိုးလေဝသဌာနတွေကကြေကွာပြီးမိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်က ပြောပါရစေ။မလပထမအစည်းအဝေးအတွင်းမကွေးတိုင်းနေပြည်တော်ပဲခူးတိုင်း AR တိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့တွင် နေ့ဖြူချိန်များ40ဒီဂရီစင်တီဂရိတ်အထက်အထိမြင့်တက်လာနိုင်ကြောင်းပြနေသေးကိုတွေ့ရပါတယ်။လာနီညာကြောင့်အပူချိန်မြင့်တက်မှုများ2024ခုနှစ်အနီညိုနှစ်ထက်ကျော်နေတော်လဲ။မလအတွင်းဆိုထိုင်းစမြင့်တက်နေသောဒေသများတွင်ခန်းစားရသည့်အပူချိန် temperature fat 40ဒီဂရီစင်တီဂရိတ်အထက်အထိမြင့်တက်နေနိုင်ပါမယ်လို့ဦးဝင်းနိုင်ကပြောပါရယ်ဒီလိုအခြေအနေတွေကြောင့်နေ့လယ်ပိုင်းမှာနေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာအလုအလုတို့ရင်း တက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေရေတက်ဆုံးရှုံးမှုများပြီးအပူရှက်တာဟစ်စတိုခံစားရနိုင်တဲ့အတွက်သတိပြုနိုင်ကြဖို့ဦးဝင်းနိုင်ကသတိပေးထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမေရိကန်ပြည်တော်စုဟာအရှာပစိဖိတ်ဒေသကိုဆွလွတ်လိုက်မှာမဟုတ်ဘူးလို့တရုတ်တိုင်ပြည်ကကွယ်ရေးဝန်ကြီးပြောကြားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ဖေဖော်ဝါရီ28ရက်နေ့ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ယူကရိန်းသမ္မတဗလိုဒီမာဆလန်စကီးတို့အင်ဖြူတော်မှာအခြေတင်ဖြစ်ခဲ့တာကတရုတ်တိုင်ပေအတွက်အမေရိကန်အကူအညီနဲ့ပတ်သက်ပြီးတရုတ်တိုင်ပေမှာပူပန်မှုတို့ပေါပေါလာပြီးတဲ့နောက်ရပ်ပိုင်းအတွင်းမှာတရုတ်တိုင်ပေကကွယ်ရေးဝန်ကြီးကအမေရိကန်ပြည်အောင်စုဟာအာရှပစိဖိတ်ဒေသကိုဆွလုံးလိုက်မှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်တရုတ်တိုင်ပေဟာ တရုတ်ကကျူးကျော်မယ်ဆိုတဲ့ချင်းချောက်မှုကိုအစမပြတ်ရင်ဆိုင်နေရပါတယ်။တရုတ်တိုက်ပွဲဟာမိမိရဲ့ပိုင်နဲ့အစိပ်ပိုင်းဖြစ်တယ်လို့တရုတ်ကပြောကြားထားပါတယ်။တရုတ်တိုက်ပွဲဟာ၎င်းရဲ့လုံခြုံရေးအခွင့်အရေးအတွက်ဝါရှင်တန်ကိုအလွန်မင်းမိခုံနေရပါတယ်။ကမ္ဘာတပိုင်းလျှက်ကူးပစ္စည်း chip ထုတ်လုပ်မှုလုပ်ငန်းမှာတရုတ်တိုက်ပွဲလွှမ်းမိုးထားမှုနဲ့ကာကွယ်ရေးအတွက်တရုတ်တိုက်ပွဲရဲ့အသုံးစရိတ်တို့ကို Trump ရဲ့ထက်တလဲလဲဝေဖန်မှုတွေကတရုတ်တိုက်ပွဲကျုံးကိုအကောက်ွယ်ပေးဖို့ Trump ရဲ့လိုလားမှုကိုတန်တရားဖြစ်စရာတွေဖြစ်ပေါ်စေပါတယ်။ ်အမေရိကန်ဟာအင်ဒိုပစိဖိတ်ကိုဆွလွတ်မှာမဟုတ်ဘူးလို့ကျွန်တော်နားလည်ထားပါတယ်လို့တရုတ်တိုက်ပွဲကာကွယ်ရေးဝန်ကြီးဝလင်တန်ကိုကမလ3ရက်မှာသတင်းတောက်တွေကိုပြောပါတယ်အင်ဒိုပစိဖိတ်ကိုဆုံးရှုံးမှုစီဥတီစီပြီးကြီးမားတဲ့ဆုံးရှုံးမှုတွေကိုဥတီစီမှာဖြစ်တာကြောင့်ဒေတာတွေမှာစစ်ပွဲကိုအလိုမရှိပါဘူးလို့ကိုကပြောပါတယ်တရုတ်တိုက်ပွဲကာကွယ်ရေးဝန်ကြီးကအာရှပစိဖိတ်ကိုအင်ဒိုပစိဖိတ်လို့သုံးနှုန်းခဲ့ပါတယ်အမေရိကန်ကအာရှပစိဖိတ်ကိုမလ၄ရက်မှာကုန်သွယ်ရေးပိတ်ဆို့မှုစတင်ခဲ့ပါတယ် အမေရိကန်ဟာအင်ဒိုပစိဖိတ်ကနေစုခွာလို့မရနိုင်ပါဘူး။အကြောင်းကတော့သူ့ရဲ့အမကန်အကျိုးစီးပွားတွေရှိနေတာကြောင့်ဖြစ်ပါတယ်။စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပထဝီဝင်နိုင်ငံရေးဆိုင်ရာဆက်ဆက်မှုဒါမှမဟုတ်စစ်ဘက်လုံခြုံရေးအရာပဲကြည့်ကြည့်ဒါဟာအမေရိကန်အတွက်အခြေခံကျတဲ့မျိုးသားရေးအကျိုးစီးပွားဆိုတာယုံမားစရာမရှိပါဘူးလို့တရုတ်တိုက်ပွဲကာကွယ်ရေးဝန်ကြီးကပြောပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ မိန်နူအားစကြဝဠာချုပ်ဆိုရန်မန်ယူဆွေးနွေးရတဲ့တင်းကိုတင်ဆက်ပေးကြပါမယ်။မန်ယူသင်းဟာအသင်းလူငယ်ကွင်းရဲ့ကစားသမားမိန်နူကိုနှစ်ရှည်စကြဝဠာချုပ်ဆိုဖို့စတင်ဆွေးနွေးပြီးဖြစ်တယ်လို့သိရပါတယ်။ဆက်ကောနှစ်အရွယ်မိန်နူဟာမန်ယူအကယ်ဒမီထွက်ဖြစ်ပြီးအသင်းနဲ့ချုပ်ဆိုထားတဲ့လက်ရှိစာချုပ်ဟာ2028ခုနှစ်မှာကုန်ဆုံးမှာဖြစ်ပါတယ်။မိန်နူဟာပြီးခဲ့တဲ့ဇန်နဝါရီကအသင်းပြောင်းရွှေ့မယ်လို့သတင်းထွက်ပေါ်ခဲ့ပေမဲ့အခုအခါမန်ယူအသင်းက၎င်းကိုနှစ်ရှည်စာချုပ်တဲ့ချုပ်ဆိုဖို့ဆွေးနွေးနေတာဖြစ်ပါတယ်။ မိန်နှူးဟာလက်ရှိမှာမန်ယူမှာတပန်းလာစာပေါင်း2000ရရှိနေပြီးစာချုပ်သစ်အတွက်တပန်းလာစာပေါင်း3800တောင်းဆိုထားတယ်လို့သိရပါတယ်။၎င်းနေနဲ့ဇန်နဝါရီပြောင်းရွှေ့ကာလအတွင်းချက်စီအသင်းနဲ့တင်းတွေထွက်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာခြေတလုံးကျွတ်သားဒဏ်ရာကြောင့်တလားကန်အနားယူနေရပါတယ်။မိန်နူးအနေနဲ့လွန်ခဲ့တဲ့နှစ်နှစ်က Manchester United အသင်းအတွက်ပွဲထွက်ခဲ့ပြီးကတည်းကပြိုင်ပွဲစုံပွဲ60ကစားပြီး6ဂိုးသွင်းယူထားပါတယ်။ပြီးကတဲ့ရာသီက Premier League မှာ3ဂိုးသွင်းယူခဲ့ပြီး FA ဘလာဘိုလိုဝဲမှာအဆုံးအဖြတ်အနိုင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။အလဲမယုတ်တဲ့မနက်ခင်းသတင်းများကိုတင်ဆက်ပေးကြတာပါကြည့်ရှုနားဆင်ပေးကြတဲ့ကြည့်စုတမားတွေမင်္ဂလာရှိသောမနက်ခင်းလေးဖြစ်ကြပါစေရှင်